ကျွန်တို့ဒီဗုဒ္ဓဘာသာဆိုတာကဘာမှာတော်တော်လေးကိုအနည်းတယ်လေအနည်းဆုံးဒီဘာသာကြီးလေးမျိုးထဲမှာအနည်းဆုံးလူကြီးရဲ့အနည်းဆုံးတော့မှဖြစ်နေရလေအခုတော့စင်နည်းလာတဲ့ခါသူတို့ကတိတ်ပန်နဲ့နှိမ့်တဲ့ခါကျတော့ဟိုတခြားဘာသာတွေမှာအဲ့လိုနှိမ့်တဲ့ခါကျရင်အဆင်မပြေတဲ့ခါကျတော့တချို့ဘာသာပဲဘာသာမဲ့တွေပဲပြောင်းကုန်တာကြာတယ်ဟာနော်ပြောမယ်ဆိုရင်ဒီမြန်မာနိုင်ငံအတွင်းမှာပဲဒီတရားရဲ့အရသာတွေကသိနေရတယ်ပေါ့နော်တခြားနိုင်ငံတွေမှာဒီလိုပြနိုင်နေမပြကြဘူးပေါ့နော်မပြတဲ့ခါကျတော့ဒီလူတွေက ကောင်းကောင်းမသိကြဘူးမသိတဲ့ခါကျတော့ဦးစင်းအနေနဲ့ကဘယ်လိုရောမလဲဆိုလို့ရှိရင်အဲ့အခုအခုလိုနိုင်ငံခြားမှာလည်းအဲ့လိုဟိုပြန်ပွားနိုင်ရင်အရင်ကောင်းပါပြီပေါ့နော်ပြန်ပွားတဲ့ခါကျရင်ဒီကဘာတိပြန်ပြီးတော့ထိုးပေါက်နိုင်မယ်ပေါ့နော်အဲ့လိုထိုးပေါက်နိုင်မယ်ဆိုရင်ရွယ်ချက်နဲ့ဦးစင်းအနေနဲ့ပြီးတော့အခုလိုအဲဒီခုလိုနိုင်ငံခြားမှာအဲ့လိုကြွပြီးတော့သာသနာပြုတာဖြစ်ပါတယ်ပေါ့နော်သူတို့ကတရားအထုတ်တယ်ဆိုလို့ရှိရင်သူတို့ တရားရရတာကိုတိတဲ့အခါတနည်းပဲပြောရင်သူတို့တရားထုတ်တယ်ပေါ့နော်တရားထုတ်တဲ့ကောင်မှတချို့ကအဲ့လိုဒီလိုငြိမ်းချမ်းတဲ့ရတာကိုသူတို့အခုမှခံစားရပါလားဆိုပြီးတော့တချို့ဝမ်းနေပြီးတော့ငိုတာရှိတယ်။အရင်တော့ကပူခဲ့တဲ့အပူတွေအခုတော့ငြိမ်းချမ်းရတယ်ပေါ့နော်ဒီလိုလေးဒီလိုငြိမ်းချမ်းတဲ့ရတာအခုမှတိရတယ်ဆိုတာလေးကိုခံစားပြီးတော့သူတို့အဲ့လိုဟိုချက်ကြတာရှိတယ်ပေါ့နော်ဒါသာကုနာပါ ူရောလောစင်တော့ BNN နိုင်ငံမှာရှိတဲ့ဦးဇင်းတို့ BNN နိုင်ငံမှာရှိတဲ့တန်တိဒုက္ခဝိဟာရအကြောင်းရဲ့ပရိယတိတောင်းခံဆရာတော်ဖြစ်ပါတယ်အဲ့ဒီမှာဦးဇင်းကအဲစာချအနေနဲ့တောင်းခံအနေနဲ့စာချနေတာပေါ့နော်စာချပြီးတော့သာသနာပြုနေတာဖြစ်ပါတယ်ဒီနာမှာဆိုလို့ရှိရင်တော့ကလောစင်တော့အပါ30ရှိရပါတော့နော်အပါ30နဲ့ဦးဇင်းတို့ဒီတာမေဂျော်ဒန်းနေ ကိုတာမယောဒန်းတွေကိုအရင်ကစာချနေတာဖြစ်ပါတယ်เนาะစာချက၃ပါးရှိတယ်ဗောနော်ဒါဥစဉ်ရေနောက်ထပ်၂ပါးရေဗောနော်နောက်ထပ်လက်ထောက်၂ပါးရေဒါတော့စာချက၃ပါးဗောနော်စာတင်လာတော့ဥစဉ်လို့28ပါးအလုံးပေါင်း30ရှိတယ်ဗောနော်ဒါကတော့ဥစဉ်လို့ကြောင်းရေပရိယတ်တိအဲပရိယတ်တိဗောနော်စာတင်စာချလုပ်ငန်းဖြစ်ပါတယ်ဗောနော်ပရိပတ်တိကတော့အဲ့ဒီမှာဆိုလို့ရှိရင်ဥစဉ်လို့ဒီတလတခါအဲဟိုပါဗောဒီ ဒလတခါတရားစခန်းနေရှိတယ်ဗောနော်ဒါကြတော့ဥစဉ်လောက်တာတော့မဟုတ်ဘူးအဲ့ဒီ BNN ဆရာတော်ကဥစီပြီးတော့သူကိုယ်တိုင်ဥဆောင်ပြီးတော့တရားပြတယ်ဗောနော်အဲ့ဒီမှာတော့ဒလတခါ BNN နိုင်ငံသားတွေရဲ့ဂျန်တဲ့နိုင်ငံသားတွေလည်းလာပြီးတော့တရားထုတ်ကြတာရှိတယ်ဗောနော်အမြဲဝတ်တာတော့အခုတော့စင်တော့ BNN နိုင်ငံသားအနေနဲ့ဆိုရင်တော့6ပါးလောက်ရှိတယ်ဗောနော်အဲ့ဒုံလပဝတ်တာတွေတော့ရှိတယ်ဗောဒုံလပအကွင်ဝတ်တာတို့အဲဆရာလေးဝတ်တာတို့ဒီလရှင်ဒီလရှင်ဝတ်တာတို့ရှိတယ်ဗောနော် အဓိကယူရင်ချက်ကတော့ဥစဉ်လို့ဗီယက်နမ်နိုင်ငံဆိုတာကဗီယက်နမ်လူမျိုးတွေဆိုတာဒီဒီမြတ်စွာဘုရားရှင်သာသနာတော်အင်မတန်မှယူတီကြီးညိုကြတယ်ပေါ့နော်ယူတီလေးစားကြတယ်အဲဥစဉ်လို့အခုဆိုလို့ရှိရင်ဗီယက်နမ်နိုင်ငံမြန်မာနိုင်ငံကိုလည်းပဲဗီယက်နမ်တွေကတအားတူကြတာများရယ်လीတူတဲ့အခါဒီနေ့ပဲပြောမယ်ဆိုရင်တို့ကဗုဒ္ဓဘာသာပေါ်ဘယ်လောက်စိတ်ဝင်စားတယ်ဆိုတော့ဥစဉ်တော့အသိတယ်ဒီတဲ့ခါကျတော့ဒီသူတို့နိုင်ငံရဲ့အရှင်တွေကိုကြည့်လိုက်တဲ့ခါမှာကျတော့လည်းပဲသူတို့နိုင်ငံမှာကဘုရားဘာသာနည်းတယ်ဗောနော်ပြောမယ်ဆိုရင် community နိုင်ငံဖြစ်တဲ့တဲ့ကြောင့် ဒါဘာသာမဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်တို့မှာဗုဒ္ဓဘာသာရဲ့အရှိခံနေမရှိဘူးအမရှိတဲ့ခါကျတော့တို့ကမြန်မာနိုင်ငံကိုလာပြီးတော့ဒါတရားစာပေတွေသင်တာတို့ဒီလိုနောက်တစ်ခုကဒီတရားအားထုတ်တာတို့ဆိုရင်မြန်မာနိုင်ငံပဲလာကြရလားနေလာကြရတဲ့ခါကျတော့တို့အခက်အခဲမျိုးမျိုးမျိုးရှိရပါလေအဲ့လိုရှိတဲ့ခါကျတော့အဲတို့ဒီနိုင်ငံမှာဒီလိုပရိယတ်တိဟလာအရှိခံဖြစ်တဲ့အစာတင်စာချတွေလုပ်တယ်ဆိုလို့ရှိရင်ဒါတို့တို့အများကြီးအထောက်အပံ့ပြုမယ် ဒီစာတင်စာချအနေပြီးတဆင့်တရားဟောဓမ္မဂတိကတွေရိတ်တာတရားပြနိုင်တဲ့ဆရာတော်တွေပေါ်ထွန်းခဲ့မယ်ဆိုလို့ရှိရင်ဒီဗီယက်နမ်နိုင်ငံအတွက်အများကြီးအကျိုးရှိမယ်ဆိုတဲ့ image ချက်နဲ့ဦးစီးရနေပြီးတော့ဒီလိုအဲဗီယက်နမ်မှာစာတင်စာချအလုပ်ငန်းကိုပြင်ပြပေးလိုက်တာဖြစ်ပါတယ်ပေါ့နော်။တချို့ကတော့ဟုတ်တယ်ဘာသာမဲရနေပြီးတော့လာတာရှိတယ်။တချို့ကတော့ဒီပေါ့ဟွာပေါ့မဟာယာနတွေပေါ့နော်။မဟာယာနနေပြီးတော့ထေရဝါဒကိုပြောင်းလာတာရှိတယ်ပေါ့နော်။ဒီမဟာယာနဗုဒ္ဓဘာသာတွေသူတို့နိုင်ငံမှာကတော့ဒီထေရဝါဒတော်တော်လေးကိုနည်းတယ် တော်တော်လေးကိုနေတယ်ဖုံကြီးချောင်းဆိုလို့ရှိရင်လည်းပဲလက်ရှုပ်ရည်လို့ရတယ်ပေါ့နော်သီရဝါဒတော်တော်လေးကိုနေတယ်မဟာယာနကတော့များတယ်ပေါ့နော်အဲအများဆုံးကတော့ဒီဟိုပါပေါ့ဟိုပါပေါ့နော်ဘာသာမဲ့ပေါ့နော်ဘာသာမဲ့တွေကတော့80ရာခိုင်နှုန်းလောက်ရှိတယ်ပေါ့နော်ဒီဗုဒ္ဓဘာသာကတော့ဗုဒ္ဓဘာသာဆိုရင်တော့မှဒီမဟာယာနကအာ16ရာခိုင်နှုန်းရှိတယ်လို့ဒါစစ်တမ်းတစ်ခုမှပေါ်ပြထားတာရှိတယ်ပေါ့နော်ဒါ16ရာခိုင်နှုန်းပဲဗုဒ္ဓဘာသာအဲ့ဒီဗုဒ္ဓဘာသာတော့မှမဟာယာနဘာသာပဲရှိတာပေါ့နော်သီရဝါဒကတော်တော်လေးကိုနေတယ်ပေါ့နော်တရားခိုင်နှုန်းတော့မှ မရှိတဲ့လောက်ရှိရပေါ့နော်တကယ်လေးအဲဒါကြောင့်မလို့ဥစဉ်ဒီထေရဝါဒကိုစတင်ပြီးတော့အစပြုတဲ့အနေနဲ့ဒီရနေနိုင်ငံမှာသာသနာပြုစတင်ကြွားတာဖြစ်ပါတယ်ပေါ့နော်သူတို့ကတရားအထုတ်တယ်ဆိုလို့ရှိရင်သူတို့တရားရရတာကိုသိတဲ့အခါတနည်းပဲပြောသူတို့တရားထုတ်တယ်ပေါ့နော်တရားထုတ်တဲ့ကောင်မှတရှိုးကအဲ့လိုဟိုတမာတိတွေရလာတယ်တမာတိတွေရတဲ့ကောင်မှသူဘယ်လောက်ငင်းချမ်းလဲဆိုတာကိုသူတို့သိပြီးတော့တရားရဆိုလို့ရှိရင်တရားလျှောက်တယ်သူတို့ရနေနိုင်ငံသားတွေကလေနေနေလဲဆိုလို့ရှိရင်တရားထိုင်တယ် ရဆိုလို့ရှိရင်တရားလျှောက်တယ်ပေါ့နော်အဲ့လိုလျှောက်တဲ့အခါမှာတချို့ကအဲ့လိုဒီလိုရတာကိုတကယ်တကယ်ဆိုဒီလိုငြိမ်းချမ်းတဲ့ရတာကိုတို့အခုမှခံစားရပါလားဆိုပြီးတော့တချို့ဝမ်းနေပြီးတော့ငိုတာရှိတယ်အဲ့လိုအဲ့လိုရှိရ၄-၅ရောက်လောက်ဥစဉ်တွေ့ဘူးတယ်ပေါ့နော်တို့အခုမှသိရတယ်ဆိုပြီးတော့တို့အဲ့လိုဒီတရားရဲ့အရာတာကိုသိရပါတော့တကယ်ပဲဆိုတရားအားထုတ်လိုက်တဲ့တရားကိုတို့ဘယ်လောက်ငြိမ်းချမ်းသွားတယ်ပေါ့နော်အရင်တော့ကပူခဲ့တဲ့အပူလေးအခုတော့ငြိမ်းချမ်းရတယ်ပေါ့နော်ဒီလိုလေးဒီလိုငြိမ်းချမ်းတဲ့အရာတာအခုမှသိရတယ်ဆိုတာလေးကိုခံစားပြီးတော့တို့အဲ့လိုဟော ခြောက်ကြတာရှိတယ်ဘောနော်ဒါဦးဇင်းတို့ဒီဗုဒ္ဓဘာသာဆိုတာကဘာမှာတော်တော်လေးကိုအနေတယ်လေအနေဆုံးဒီဘာသာကြီးလေးမျိုးထဲမှာအနေဆုံးလူကြီးအနေဆုံးတော့မှာဖြစ်နေတယ်လေအခုတော့ဆိုရင်တနည်းမယ်ဆိုလို့ရှိရင်အခုခေတ်ကအာဟိုတိတ်ပိုင်ခေတ်ဖြစ်နေတယ်ဗောနော်ဆက်မှုလက်မှုတိတ်ပိုင်ခေတ်ဖြစ်နေတဲ့အခါကျတော့လူတွေကအာဘာလို့ပြောမလဲဆိုလို့ရှိရင်ဒီဘာသာကြီးကိုတော်တော်လေးကိုစိတ်ဝင်စားမှုတော်တော်နည်းလာတယ်နည်းလာတဲ့အခါသူတို့ကတိတ်ပိုင်နဲ့ညှိတဲ့အခါကျတော့ဟိုတခြားဘာသာတွေမှာအဲ့လိုညှိတဲ့အခါကျရင် အဆင်မပြေတဲ့ခါကျတော့တချို့ဘာသာပဲဘာသာမဲ့တွေပဲပြောင်းကုန်လာကြတာများတယ်နော်အဲ့လိုများလာတဲ့ခါမှာဦးဇင်းတို့ဘုရားဘာသာတဲ့အနေနဲ့ကဘာအားနည်းချက်ရှိလဲဆိုလို့ရှိရင်အခုလိုဟိုပြန်ပြီးတော့ပြနိုင်တဲ့သူကအမေတမအဲနဲတယ်ပေါ့နော်နဲအဲ့လိုနဲတဲ့ခါကျတော့ပြောရစမ်းလေဒီမြန်မာနိုင်ငံအတွင်းမှာပဲဒီတရားရဲ့အရာတွေကသိနေရတယ်ပေါ့နော်တခြားနိုင်ငံတွေမှာဒီလိုပြနိုင်နေမပြကြဘူးပေါ့နော်မပြတဲ့ခါကျတော့ဒီလူတွေကကောင်းကောင်းမသိကြဘူး မတိတဲ့ခါကျတော့ဦးစင်းအနေနဲ့ကဘယ်လိုပြောမလဲဆိုလို့ရှိရင်အဲ့အခုလိုနိုင်ငံခြားမှာလည်းအဲ့လိုဟိုပြန်ပွားနိုင်ရင်အရင်ကောက်ပါပြီပေါ့နော်ပြန်ပွားတဲ့ခါကျရင်ဒီကဘာတိပြန်ပြီးတော့ထိုးပေါက်နိုင်မယ်ပေါ့နော်အဲ့လိုထိုးပေါက်နိုင်မယ်ဆိုတဲ့ရွယ်ချက်နဲ့ဦးစင်းအနေနဲ့အခုလိုအဲအခုလိုနိုင်ငံခြားမှာအဲ့လိုကြွပြီးတော့သာသနာပြုတာဖြစ်ပါတယ်ပေါ့နော်နိုင်ငံရည်မှန်ချက်ကတော့ဦးစင်းတို့ကဒီခုဒီဗီယက်နမ်မှာတကယ်လို့ဟွာဖြစ်တယ်ဆိုလို့ရှိရင်ဒီဗီယက်နမ်ရဲ့ရည်ရွယ်ချက်ကဗီယက်နမ်မှာအဆင်ပြေပြီဗီယက်နမ်မှာ CTV ဆိုလို့ရှိရင်ဦးစင်းတို့ဂျပန်တို့ ဒီအနောက်ယောဘတိုက်တို့အဲစတဲ့အပြင်ဒီမှာလည်းပဲဦးဇင်းတို့အဆက်အသွယ်တွေရှိတယ်ပေါ့နော်အဲ့ဒီအဆက်အသွယ်တွေတိုင်းဦးဇင်းကနေပြီးတော့ဦးဇင်းတို့ကနေပြီးတော့ဟိုဒီအခွဲအခွဲတွေခွဲပြီးတော့ဦးဇင်းတို့သာသနာပြုဒီမဲ့ချက်တွေရှိပါတယ်ပေါ့နော်ဒီအနောက်ယောဘတိုက်တို့ဟိုစရီဒီဟိုဟန်ဂေဒီနိုင်ငံတို့အဲအဲ့မှာလည်းပဲဦးဇင်းတို့ចောင်းတိုက်ခွဲရှိတယ်ဒီဗီယက်နမ်ရဲ့ចောင်းတိုက်ခွဲပေါ့နော်ဟိုဂျပန်မှာလည်းပဲရှိတယ်ပေါ့နော်အဲအဲ့ဒါဆိုတော့အဲအဲ့ဒီနိုင်ငံတွေမှာလည်းပဲဒီခုလိုဟိုပဲဟိုသာသနာပြုဟိုရည်မှန်းထားပါတယ်ပေါ့နော်အဲဦးဇင်းအနေနဲ့ကတော့ ပြုတ်ဖို့အတွက်ဆိုလို့ရှိရင်ဆွဲဆောင်มาလဲရအောင်ပါလေဟုတ်တယ်မလားဆွဲဆောင်နေဆိုတာကဟိုမကောင်းတဲ့ရွေးချင်တဲ့ဆွဲဆောင်တာမှမဟုတ်တာအဲ့ဒါကောင်းတဲ့ရွေးချင်တဲ့ဆွဲဆောင်တာဖြစ်တဲ့ကြောင့်ဟိုကောင်းတဲ့ရွေးချက်ဆိုတာသူ့အတွက်ဟိုသူတို့အတွက်အကျိုးရှိစေမယ့်အရာဟိုဖြစ်စေအကျိုးရှိစေမယ့်အရာကိုကိုယ်ဆွဲဆောင်တာဖြစ်တဲ့ကြောင့်ဒါကောင်းသောဆွဲဆောင်ခြင်းလို့ဟိုဆုလို့ရှင်တာပေါ့နော်အဲအဲ့တော့ဆိုတော့ဟိုသာသနာပြုဖို့အတွက်ဆိုလို့ရှင်နေဆွဲဆောင်မှာပဲရအောင်ပါလေ ။အဲဦးစင်းရဲ့အမြင်ကတော့အဲ့လိုပေါ့နော်။ဟိုဆွဲဆောင်တာလားတာသနာပြုတာလားဆိုလို့ရှိရင်ဆွဲဆောင်မှပဲတာသနာပြုလို့ရမှာပေါ့နော်။ဆွဲဆောင်လဲဆိုတာဟိုလိုကောင်းတဲ့ဆွဲဆောင်ခြင်းမကောင်းတဲ့ဆွဲဆောင်ခြင်းဆိုတာတော့ရှိရပေါ့နော်။ဟိုဆွဲဆောင်မှုဆိုတာကသူစိတ်ဝင်စားအောင်အဲ့ဒါတတိယပြောပြောသူဘလို့သူ့အတွက်ဘလို့အကျိုးရှိမလဲဆိုတော့သူ့အကျိုးကိုမျှော်ကိုးတဲ့စိတ်နဲ့ဆွဲဆောင်တာပါ။ဆွဲဆောင်ပြီးတော့မှဦးစင်းဟိုတာသနာပြုတာပို့ပြီးတော့အဆင်ပြေလို့ထင်ပါတယ်ပေါ့နော်။ဒါဦးစင်းရဲ့အမြင်ပါ အာဦးစင်းရဲ့အခုရွေချက်ကတော့အခုဦးစင်းကဟိုဗီယက်နမ်ကိုစပြီးတော့အာပရိယတ်ဒီစာတင်စာချလို့တာအခုဆိုရင်နှစ်နှစ်ရှိသွားပြီပေါ့နော်နှစ်နှစ်ရှိသွားပြီဒီစာတင်သားအပါ30ဦးစင်းမွေးထားတယ်ပေါ့နော်ဒီစာတင်သားအပါ30ကနေပြီးတော့တစ်ဆင့်သူတို့ရဲ့အရေးရှင်ပေါ်မူတည်ပြီးတော့အဲပရိယတ်ဒီတွေအရင်ဆုံးတင်တယ်ပရိယတ်ဒီတွေတင်ပြီးဆိုလို့ရင်သူတို့အင်္ဂလိပ်စာတွေတင်ပြီးပြီးတော့သူတို့တစ်ဆင့်ထက်ပြီးတော့ဒီမှာလက်စင်ကမ်းမှာပေါ့နော်လက်စင်ကမ်းပြီးတော့တခြား တာသနာပြုပြီးပေါ်ထွန်းအောင်အရင်နေပြီးတော့အခုလောက်နေပါတော့အလေးကြီးရဲ့ချက်ရှိရပါတော့အဲခက်ခဲကတော့ရှိတာပါတော့ရှိတယ်ဆိုတာဟိုတချို့အင်္ဂလိပ်စကားလုံးတွေကျတော့ဘာလို့ဆိုလို့ရှင်ပါဠိနဲ့ညှိနှိုင်းရတဲ့အခါကျရင်အဓိပ္ပာယ်တွေလွဲတာမျိုးတွေအဲလိုလိုရှိတာပါတော့အဲလိုလေးတော့ရှိတာပါဥပမာဆိုလို့ရှင်ဦးဇင်းတို့ဟိုပါလိဟို ဥမာနည်းနည်းတဲ့တိမ်တိမ်အကြောင်းတွေပေါ့နော်တိမ်အကြောင်းတွေဘာသာပြန်တဲ့ခါကြလို့ရှိရင်ဥမာဒီဖះရှင်ဆူလိုတဲ့အထိပ္ပယ်ကတမျိုးအဲဥစဉ်တို့တစ်ခါကြုံဦးတယ်ပေါ့နော်ဖះရှင်ဆူလိုတဲ့အထိပ္ပယ်ကတမျိုးအဲ့တော့ဟိုဘာသာပြန်လိုက်တဲ့ဘာသာပြန်တမျိုးဖြစ်နေတာမျိုးရှိရရှိရပါတော့။အဲ့လိုခက်ခဲမျိုးလေးရောရှိရပါဘူး။အားလုံးပဲဒါဆိုလို့ရှိရင်အားလုံးကိုယ်ကြီးကျန်းမာရေးစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့အင်းအနေနဲ့ဆုတောင်းပတ်သနာပြုပါရစေ။